င်္ဂလန်အသင်းကြီးတွေကမှဂိုးတွေတွင်းပေးနေတဲ့ဒွမ်ဘီလီလျက်စီလက်တလို့မြန်ဆန်တဲ့ခြေလှမ်းတွေမှန်းဆလို့မရတဲ့လက်ကွက်တင်တဲ့တိုင်မတ်တွေကိုအိမ်မဆိုးတစ်ခုလို၆လက်နေတဲ့သူကတော့အူစမန်ဒွမ်ဘီလီပဲဖြစ်ပါတယ်သူကနမ်ဘီကိုကြားလိုက်ယုံနေတဲ့အင်္ဂလန်ကခံစစ်မှုတွေချွေးပြက်နေတော့ပါပြီအမရကြသေးမယ်ထင်ပါတယ်အာဖရိကဘွဲမှာလီဗာပူးရဲ့ခံစစ်ကိုတယောက်တည်းဖျက်ဆီးခဲ့ပြီးတွင်းယူခဲ့တဲ့လက်ပါတဲ့ကိုအမရိမှာအာဆင်နယ်ကိုအနိုင်ရစေခဲ့တဲ့ဆုံးဖြတ်ဂိုးတွေဟာဒွမ်ဘီလီရဲ့ခြေစွမ်းကတကယ်ကိုမယုံနိုင်စရာပါပဲလီဗာပူးဘီလာအာဆင်နယ်တို့ကိုသူ့ရဲ့ခြေစွမ်းပြဂိုးတွေနဲ့အနိုင်ယူခဲ့ပြီး အင်္ဂလန်ကလပ်တွေအတွက်တော့သူဟာပြဿနာတရက်ပါပဲတချိန်ကဒန်ယာရီကြောင့်ကစားသမားဘုရားရက်တန်းတော့မလို့ဖြစ်ခဲ့ပေမဲ့ပိုပြီးတန်ပါတဲ့ပိုပြီးအန်ဒီယံများတဲ့ကစားသမားတယောက်အနေနဲ့ပြန်လာခဲ့ပါပြီမနီကျန်ကချန်ပီယံလိစီမီဖိုင်နယ်ပွဲမှာလည်းသူ့ရဲ့ထမ်းမြတ်တဲ့တိုက်စစ်စွမ်းရည်ကိုထပ်မံပြသသွားခဲ့ပါတယ်ပွဲဆက်ဆံခြင်း၄မိနစ်မှာပဲကော့ပလစ်ကယ်ရီယာရဲ့ဖြတ်တင်ဘောကိုကန်သွင်းခဲ့ပြီး PSG ကိုဦးဆောင်ကိုရယူပေးခဲ့တာတကယ်ကိုလှပတဲ့မြင်ကွင်းပါပဲဒါဆိုရင်ဒွမ်ဘီလီဟာဘလွန်ဒီယောစုကိုစင်ခေါ်နိုင်တဲ့ကစားသမားတအူဖြစ်လာနိုင်မလား သူရဲ့လက်ရှိခြေစွမ်းနဲ့အတင်းကိုဥဆောင်နိုင်တဲ့အရည်ချင်းတွေကိုကြည့်ရမယ်ဆိုရင်မဖြစ်နိုင်ဘူးလို့ပြောဖို့ခက်ခဲပါတယ်။သူဟာတနေ့ထက်တနေ့ပုံမှုတိုးတက်လာနေတဲ့ကစားသမားတစ်ဦးပါ။ဒန်ယာရီရဲ့နုံထဲကနေရုံထွက်လာခဲ့ပြီးအိုရော့ဘရဲ့အချင်းကရတိုက်စစ်မှုအဖြစ်ယက်တီနိုင်ခဲ့တဲ့ဒရမ်ဘီလီရဲ့ဇလုံးလာဟာတကယ်ကိုအတူယူကြပါပဲ။သူရဲ့ကြံ့ခိုင်မှုမြန်လုံးနဲ့လိမ်မြန်တဲ့တုံ့ပြန်မှုတွေကသူ့ကိုပြိုင်ဘက်ခံစစ်တွေအတွက်အမြဲတမ်းစိန်ခေါ်မှုတွေဖြစ်စေပါတယ်။သူ့ဘောလုံးကိုထိမ့်ထုတ်ပုံ၊ပြိုင်ဘက်တွေကိုကြော်ဖြတ်ပုံနဲ့ကိုးပေါက်ကိုချင်းရွယ်ကန်သွင်းပုံတွေကတကယ်ကိုကြည့်လို့ကောင်းတဲ့အမှုပြန်တစ်ခုပါပဲ။ပရိသတ်တွေအနေနဲ့ သူ့ရဲ့ခြေစွမ်းပြခွက်တွေကိုထပ်ပြီးမြင်တွေ့ကြည့်နေမှာအသေးချပါပဲ။ဒီအချိန်မှာအင်္ဂလန်ကအတင်းကြီးတွေကိုဆက်မပြတ်ဒုက္ခပေးနေတဲ့ PSG အတွက်ရေးပါတဲ့ဂိုးတွေသွင်းယူပေးနေတယ်။တကယ်ဂိုးသွင်းဆက်တဲ့ဦးပါ။သူ့ရဲ့ဒီအချိန်ဟုံးကိုဘယ်တင်းကရက်တက်နိုင်မလဲဆိုတာကတော့စောင့်ကြည့်သွားကြတာပေါ့။ဒီမှာကျွန်တော်တို့ဆက်တဲ့အမားတို့